မင်္ဂလာပါရှင်ကျမတို့ရဲ့ဒီမိုမြန်မာ channel လေးကနေပြီးတော့နောက်ဆုံးကြားသိထားတဲ့သတင်းတွေကိုကောင်းနှုတ်တင်ဆက်ပေးသွားပါတော့မယ်။ထိုင်းမြန်မာနယ်စပ်စစ်ကောင်စီရဲ့မော်ဖိုးကေစစ်တပ်စခန်းကို KNL ပူးပေါင်းတပ်များကစတင်တိုက်ခိုက်နေပြီးပြည်သူတရားဝင်ကျင်းထားနိုင်ငံဘက်သို့စစ်ဝေးတင်းရှောင်ရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ထိုင်းမြန်မာနယ်စပ်စစ်ကောင်စီရဲ့မော်ဖိုးကင်စစ်တပ်စခန်းကို KNL ပူးပေါင်းတပ်များကစတင်တိုက်ခိုက်နေပြီးပြည်သူတရားဝင်ကျင်ထိုင်းနိုင်ငံဘက်သို့စစ်ဘေးတိမ်းရှောင်နေရကြောင်းထိုင်းစစ်တပ်ကသတင်းထုတ်ပြန်ထားပါတယ်ယနေ့မေလ19ရက်နေ့နနက်ပိုင်းမှစတင်ပြီးစစ်ကောင်စီတပ်ရဲ့မော်ဘိုးကင်စစ်စခန်းကို KNL, KNDO ပူးပေါင်းတပ်များကစတင်တိုက်ခိုက်နေခြင်းဖြစ်ပြီးဒရုန်းများဖြင့်ဗုံးများကျဲချလျက်ရှိကြောင်းထိုင်းစစ်တပ်ကနေဆက်တလျှောက်တွင်အခြေအနေကိုစောင့်ကြည့်လျက်ရှိကြောင်းသိရှိရပါသည်။ မြန်မာဗတ်တန်းတွင်တိုက်ပွဲများစတင်ဖြစ်ပွားချိန်ပြည်သူတရားဝင်းကျင်မှတောင်ရင်မြစ်ကိုဖျက်ကူး၍ထိုင်းနိုင်ငံဘက်သို့စစ်ဘေးတင်ဆောင်လာကြောင်းအဆိုပါစစ်ဘေးဒုက္ခသည်များကိုထိုင်းစစ်တပ်နှင့်ဒေသအာဏာပိုင်များကကူညီထားကြောင်းသိရှိရပါသည်မေလ15ရက်နေ့တွင်ထိုင်းမြန်မာနယ်စပ်အနီးရှိမေလစစ်တပ်စခန်းကိုသိမ်းပိုင်ပြီးနောက်မေလ19ရက်နေ့တွင်မော်ဖိုးကီစစ်တပ်စခန်းကို KNU ကစတင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်းသိရှိရပါသည် KNU ကမလဧပြီလနဲ့ယခုမေလအတွင်းတွင်ထိုင်းမြန်မာနယ်စပ်အနီးမှစစ်ကောင်စီရဲ့ဘူလူးတူ ခလေတေတခေါပီခွေ မော်ဖာသူစကန်တာလဲစကန်နဲ့မဲလစကန်များကိုစစ်တိုက်တိုက်ခိုက်တယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ဆက်လက်ပြီးတော့တင်းဆက်ပေးခြင်းတဲ့တွင်ကတော့တရုတ်ဆောင်ခန့်စီသူငလင်တဲ့ရွှေကော်ဝန်ထမ်းတွေအတွက်လူရဲဆိုတဲ့တွင်ကိုတင်းဆက်ပေးပါမယ်။ ။တရုတ်ဆောင်အကယ်ဒမီကန့်စီသူဟာမန္တလေးမြို့ရှိငလင်တင့်ရွေးကောက်ပွဲကော်မရှင်ရုံးဝန်ထမ်းများအတွက်တိန့်200တန်မိုးရှင်စားသောက်ဖွဲ့ရများလှူဒါန်းပေးခဲ့ကြောင်းယနေ့ထုတ်စစ်ကောင်စီသတင်းစာများ၌ဖော်ပြထားပါတယ်။အစုံအမရွှေကောက်ပွဲကော်မရှင်ရုံးဝန်ထမ်းမိသားစုများအတွက်ငွေကြေးသိန်း200တန်မိုးရှိတဲ့စံစီရေးတန်းအပါအဝင်စားသောက်ကုန်ပစ္စည်းများလှူဒါန်းပေးခဲ့ခြင်းဖြစ်ပြီးကော်မရှင်ဥက္ကဋ္ဌဦးကုကိုကလက်ခံခဲ့ကြောင်းဖော်ပြထားပါတယ်။ မန္တလေးတိုင်းနဲ့စကိုင်းတိုင်းတို့တွင်မလာ၂၈ရက်နေ့ကလောက်ကပ်ခဲ့တဲ့အင်အားပြင်းကလေးကြောင့်ထိခိုက်ပျက်စီးမှုသေဆုံးမှုများပြားခဲ့ကလက်ရှိချိန်ထိပြန်လည်တူထောင်ရေးလှုပ်ဆောင်နေရဆဲဖြစ်ပေမဲ့ရွေးကောက်ပွဲကိုယခုနှစ်ဒီဇင်ဘာလနဲ့လာမယ့်နှစ်ဇန်နဝါရီလတို့အတွင်းမှာနောက်ဆုံးထား၍မဖြစ်ဖြစ်အောင်ကျင်းပရန်စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုချင်းမြောင်းလိုင်းကပြောဆိုထားပါတယ်ဆက်လက်ပြီးတော့တင်ဆက်ပေးစင်တဲ့တင်ကတော့ စမ်းကြောင်းတောင်ရွက်ကအုတ်ချွေမှုယုံလက်ပြပုံနဲ့ပြက်ကတ်ခံရပြီးစစ်တပ်နဲ့ရဲကကင်းပတ်စစ်ဆေးမှုများလှုပ်ဆောင်ခဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရန်ကုန်မြို့စမ်းချောင်းမြို့နယ်စမ်းချောင်းတောင်ရက်ကွအုပ်ချုပ်ရေးမှုရုံးကိုလက်ပြပုံနဲ့ပြည်သွင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးစစ်တပ်ကစမ်းချောင်းမြို့နယ်တက်ခွင်ကင်းဘတ်စစ်ဆေးမှုများလှုပ်ဆောင်ခဲ့ကြောင်းဒေသပြည်သူတချို့နဲ့ The Bloodline ဖွဲ့မှတာဝန်ရှိသူရဲ့ပြောဆိုချက်အရသိရှိရပါတယ်။ယနေ့မေလ19ရက်နေ့နနက်7:50မိနစ်ခန့်ချိန်စမ်းချောင်းမြို့နယ်တောင်ရက်ကွရှိအုပ်ချုပ်ရေးမှုရုံးကို The Bloodline နဲ့ရန်ကုန် Army YA အဖွဲ့မှတော်လိုင်းရဲပေါ်များကလက်ပြပုံတစ်လုံးပြည်သွင်းတိုက်ခိုက်ခဲ့ကြောင်းရင်းတိုက်ခိုက်မှုအတွင် အုပ်ချုပ်ရေးမှု ူယုံတွင်ရှိအတမ်းမတ်စစ်ကောင်စီတပ်သားတအူထိခိုက်မှုရှိနိုင်ကြောင်းသိရပါတယ်စစ်ကောင်စီတပ်သားတအုပ်ထိခိုက်တယ်လို့သိရတယ်။ကျွန်တော်တို့မဟာမိတ်အဖွဲ့တွေပူးပေါင်းပြီးခက်စိတ်စိတ်တိုက်ခိုက်သွားမယ်ဆိုတဲ့အကြောင်းရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ကိစ္စတွေလုံနေတဲ့နေရာလူပုတ်ကိုစားတဲ့ဆက်ဆက်နေတဲ့သူအကုန်လုံးကိုတိုက်ခိုက်သွားမယ်ဆိုတာပြောချင်ပါတယ်လို့ Dublin Line အဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ စမ်းကြောင်းမျိုးနယ်မှာပြည်သူတချို့ကရွှေနေမွန်းတဲ့ပိုင်းတွင်စကားနဲ့ရဲကားတချို့လမ်းတွယ်များအထိဝင်ရောက်ကင်းပန်းမှုများလှုံ့ဆော်ခဲ့ကြောင်းပုံမှန်အားဖြင့်စကားနဲ့ရဲကားများမှာလမ်းတွယ်များသို့ဝင်ရောက်လို့မရှိကြောင်းပြောဆိုကြပါသည် ဒီနေ့၁၂နာရီနေ့စပြီး၂နာရီလောက်ထိစံကြောင်းထဲမှာရဲကားနဲ့စစ်ကားတွေပတ်တဲ့တချို့လမ်းတွေထဲမှာလည်းရဲကားဝင်ပြီးလာပြီးတော့စစ်ဆေးရတွေ့တယ်။ပုံမှန်မဟုတ်တဲ့ကင်းဘတ်တွေလုတ်သွားတာလမ်းကျင်းထဲမှာမဝင်ဘူး။ဒီနေ့ကရဲကားတွေကပန်းတနော်လမ်းနဲ့လင်းလွန်းလမ်းဘတ်တွေကပတ်သွားတာလို့စံကြောင်းမှပြည်သူတို့ကပြောဆိုပါရယ်။ယနေ့လက်ပြပုံဖြင့်တိုက်ခိုက်ခံရတဲ့စံကြောင်းတောင်ရက်ကွက်အုပ်ချုပ်ရေးမှူးရုံးကစစ်ကောင်စီတောက်တိုင်နေဖြစ်တဲ့အုပ်ချုပ်ရေးမှူးဒလန်နဲ့ပြူစောတိများစုဝေးရာနေရာဖြစ်ပြီးပြည်သူများကိုအနိုင်ကျင့်ပို့ချနေတဲ့ ၍စံဖို့ယုံဖြစ်သောကြောင့်စစ်ကောင်စီရဲ့အုပ်ချုပ်ရေးရန်နေရာများနဲ့ပတ်သက်ဆက်နွယ်နေ၍နောက်ဆုံးအကြိမ်တတိပေးတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဒပ်ပလက်လိုင်းအဖွဲ့မှတာဝန်ရှိသူကရှင်းပြပါရယ် ်ပြည်သူများအနေနဲ့စစ်ကောင်စီရဲ့အုပ်ချုပ်ရေးရှမ်းနေရများနဲ့ပတ်သက်ပါကလုံခြုံရေးလုံးဝအားမခံမည်မဟုတ်ကြောင်း double line နဲ့ရန်ကုန်အာမီ YA မဟာမိတ်ညီတော်တို့ကစစ်ကောင်စီရဲ့တောက်တိုင်မှန်သမျှကိုဆက်လက်ဖြိုဖျက်တိုက်ခိုက်သွားမည်ဖြစ်ကစစ်ကောင်စီတပ်သားများရှိတဲ့နေရာများသို့သွားလာခြင်းအထူးရှောင်ရှားကြပါယံ double line ဘွဲကပြည်သူများကိုအသိပေးနှိုးဆော်ထားပါတယ် ဆက်လက်ပြီးတော့တင်ဆက်ပေးခြင်းတဲ့တွင်ကတော့ဟာခါမျိုးတွေတာဝန်ကျနေသောစစ်သားနှင့်ရဲတုံးဦးအလင်းဝင်လာပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တအူအရှင်ဖမ်းမိဆိုတဲ့တွင်ကိုတင်ဆက်ပေးပါမယ်။ ချင်းပြည်နယ်ဟာခါမျိုးတွင်တောင်ဝင်ကြနေသောစစ်သားနှုတ်ဦးနှင့်ရဲတအုပ်တို့ကလက်နက်ခဲယမ်းများနဲ့အတူအလင်းဝင်လာကြောင်း Thailand Defense Force ဟာခါကသတင်းထုတ်ပြန်ထားပါသည်။မေလ15ရက်နေ့မှ18ရက်နေ့ထိဟာခါမျိုးပေါ်တွင်တောင်ဝင်ကြနေသောစစ်သားနှုတ်ဦးနှင့်ရဲတအုပ်တို့ကစစ်ကောင်စီကိုစန့်ကျင်၍ပြည်သူ့တော်လှန်ရေးကိုပူးပေါင်းပါဝင်ရန်၎င်းတို့ကန်ဆောင်သောလက်နက်ခဲယမ်းများနဲ့တူ Thailand Defense Force ဟာခါထံသို့အလင်းဝင်လာခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ထို့သောလက်နက်ခဲယမ်းများနဲ့အတူအလင်းဝင်လာသူတို့က ချင်းလန်ဒီဖန်ဖို့စ်ဟာခါကနွေနေထွထွကြိုးစိုးပြီးငွေသားစုချင်းညာချင်းမြင်းနေပြီးလုံခြုံသည့်နေရာရောက်တဲ့ထိတာဝန်ယူဆောင်ရွက်ပေးထားကြောင်းသိရပါတယ်စစ်ကောင်စီလက်အောက်မှယုံထွက်၍ပြည်သူရင်ဝင်တို့ဗတ်ပြောင်းကျင်သူများကိုအမြဲတမ်းကြိုဆိုကြောင်းနဲ့လုံခြုံတဲ့နေရာရှောက်တည်ထိတာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်ကြောင်းချင်းလန်ဒက်ဖန်ဖို့စ်ဟာခါကဖိတ်ခေါ်ထားပါတယ်။ ထို့ပြင်မေလ15ရက်နေ့ကဟာခါမျိုးမှာတာဝန်ကျနေတဲ့စစ်သားတအုပ်ကိုအရှံဖမ်းမိခဲ့ကြောင်းချင်းလန်ဒီဖန်ဖို့စ်ဟာခါရဲ့ထုတ်ပြန်ကြေညာသိရှိရပါတယ်။ဆက်လက်ပြီးတော့တင်ဆက်ပေးခြင်းတဲ့တဲ့င်းကတော့စာကစားအလုတ်သမားတူဝင်ချင်းချမ်းရီဖနန်ဆက်ယုံဆန္ဒပြပွဲသို့ရောက်လာလောက်ခလာစာတိုးပေးခြင်းနဲ့ပတ်သက်ပြီးပြောသွားခြင်းမရှိဆိုတဲ့တဲ့င်းကိုတင်ဆက်ပေးပါမယ်။ စစ်ကောင်စီအလုံသမားဝင်ကြီးဌာနဒုဝင်ကြီးဦးဝင်းရှိန်ရဲ့အဖွဲ့ကရန်ကုန်လှိုင်းတာယာမြို့နယ်ကချမ်းရီဖနက်ဆက်ယုံဆန္ဒပြပွဲသို့မေလ19ရက်နနက်ပိုင်းမှာရောက်လာခဲ့ပြီးမယ်အလုံသမားများတောင်းဆိုနေတဲ့လောက်ကလာစာတုံးမြင့်ခြင်းနဲ့ပတ်သက်ပြီးတော့ပြောဆိုမှုမရှိခဲ့ကြောင်းသိရပါတယ်။ မြန်မာတို့တည်ပြီးသားအစည်းအဝေးပဲပြောသွားပြီးမြန်မာတို့တောင်းဆိုရဲလားစာနဲ့ပတ်သက်ပြီးတော့ပြောပြသွားတာမျိုးမရှိဘူးလို့လှုပ်သားတူကပြောပါရယ်ရန်ကုန်တိုင်းလိုက်တာယာမျိုးနဲ့အနော်ရထားဆမှုဆောင်အပိုင်းနှစ်မှာရှိတဲ့ချမ်းရီဖနက်ဆက်ယုံတွင်လှုပ်သားထောင်းနေချီပါဝင်ပြီးလောက်ခလာစာအချိန်ပိုခြင်းလှုပ်တန်းစုနဲ့ရမှန်ကြီးများတို့ပေးရန်မေလ14ရက်နေ့မှစတင်ကယနေ့နေ့ပိုင်းထိဆက်လက်ဆန္ဒပြတောင်းဆိုနေကြပါရယ် မေလ19ရက်နေ့တွင်အလုံသမားကိုယ်စားလှယ်ကိုပါအပွဲနဲ့အလုံရှင်နှစ်ဖက်တွဲဆောင်ဆွေးနွေးခဲ့ကြပြီးနောက်သဘောတူညီမှုရရှိသွားတယ်လို့စက်ယုံဘက်ကထုတ်ပြန်ခဲ့ပါတယ်။စက်ယုံဘက်ကထုတ်ပြန်ခဲ့တဲ့သဘောတူညီမှုရရှိသွားပြီဆိုတဲ့အစားချုပ်မှာတရားလုံအားကစက်တောင်းနှစ်ထောင်သတ်မှတ်ပေးရန်အလုံသမားများရဲ့တောင်းဆိုချက်ကိုထောက်ပံ့စေဖို့ဆိုကစက်ကိုရတာတိုးပေးထားတာကိုတွေ့ရပြီးရမှန်ကြီးရကေ2000ကျပ်ကနေယခု4000ကျပ်ပြောင်းလဲသတ်မှတ်ပေးထားသည်ကိုတွေ့ရပါတယ်။ရှင်းကြောင်စက်ယုံအနေဖြင့်အလုံသမား ားများတောင်းဆိုထားတဲ့နှုံထအတိုင်းတိုးပေးရန်ဆက်လက်ဆန္ဒပြနေကြခြင်းဖြစ်ကြောင်းအလုသမားများဘက်ကပြောဆိုပြီးအလုရှင်အလုသမားသဘောတူညီရရှိပြီဆိုတဲ့စာချုပ်ကလည်းဖိအားပေးလက်မှတ်ထိုးခိုင်းခြင်းဖြစ်ကြောင်းပြောဆိုနေကြပါတယ်။စက်ရုံအလုရုံများတွင်ဖွဲ့စည်းထားတဲ့အလုသမားရေးရလုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီ WCC ဆိုတဲ့အဖွဲ့ရှိနေပေမဲ့အဖွဲ့ဝင်များကအလုရှင်အလုကြားသာဖွဲ့စည်းထားခြင်းဖြစ်ပြီးအလုသမားအခွင့်အရေးချိုးဖောက်မှုများကိုလှုံ့ဆော်နေကြောင်းအလုသမားများကပြောဆိုပါတယ်။ WCC အလုသမားဖွဲ့ ွဲ့စည်းများကဆန္ဒပြတောင်းဆိုနေတဲ့လှုပ်သားများဘက်တွင်ရှိမနေသည့်အတွက်စက်ရုံမှဆန္ဒပြအလို့သမားများထဲမှကိုယ်စားလှယ်များရွေးချယ်၍အလို့ရှင်နဲ့တွားရောက်ညှိနှိုင်းခဲ့ခြင်းဖြစ်ကြောင်းသိရပါသည် သူတို့တွေကိုညှိနှိုင်းမှုခေါ်သွားတယ်။အမှသူတို့ဟာ12000မရရင်1000နဲ့အဲ့ဒါမရရင်9000အထိမရရအောင်တောင်းဆိုလာပါမယ်ဆိုပြီးတော့ဆန္ဒပြအလို့သမားတွေကိုသူတို့ကအာမခံပြီးတော့သွားတာဟုလှုပ်သားတူးကပြောပါတယ်။အခုနောက်ပိုင်းကဝန်ထမ်းဟောင်းတွေကအရန်ပင်ပန်းလာကြပြီးတခြားဆက်ယုံနေရှင်ရင်ချမ်းကြီးကလစာအရန်နေတော့ဝန်ထမ်းဟောင်းတော်တော်များများကအလို့ထွက်ကြတယ်။အဲ့တော့ကျွမ်းစင်ဝန်ထမ်းဟောင်းကနည်းနည်းပဲကြံပြီးတော့ဝန်ထမ်းတက်တရာတောက်ရှောင်းဝင်လာကြတယ်။ဝန်ထမ်းတက်တရာမတက်တော့ဝန်ထမ်းဟောင်းတွေကပို့ င်မန်းတာနဲ့သူတို့ရတာနဲ့မကမီတဲ့အတွက်သူတို့တွေကလည်းအခုလိုတောင်းဆိုကြတာဖြစ်တယ်လို့၎င်းကဆက်ပြောပါရယ်။ချန်ยีဖနန်ဆက်ယုံကတရုတ်နိုင်ငံသားပိုင်ဆက်ယုံတစ်ခုဖြစ်ပြီးနာမည်ကြီးအမှတ်တံဆိပ်ဖြစ်တဲ့ Adidas ဖနန်များကိုထုတ်လုပ်ကဆက်ယုံ၌အလုံးလုံးနေတဲ့အလုံသမား6200ကျော်ရှိကြောင်းသိရပါရယ်။စစ်တပ်အာဏာသိမ်းမှုနဲ့ရင်ဆိုင်နေရတဲ့မြန်မာနိုင်ငံမှာအလုံသမားများလက်ရှိရနေတဲ့အ ਨੇ ဆုံးလောက်ခနှုံထားများမှာမလုံလောက်သည့်အတွက်တရက်လောက်ခစာစက်နှစ်တောင်းတုံးမြင့်တက်မှတ်ပေးရန်မေလ လတရနေ့ရကြာရောက်ခဲ့တဲ့ကမ္ဘာအလုသမားနေ့မေရင်းနေ့မှာအလုသမားဖွဲ့ချုပ်ကတောင်းဆိုခဲ့ကြပါရယ်။ဟုတ်ကဲ့ပါဒါကတော့ဒီမုံမြမားနေ့ပြီးတော့နောက်ဆုံးရသတင်းများကိုစူးစီးတင်ဆက်ပေးသွားတာပါ။နားဆင်အားပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ထပ်သတင်းတို့များနဲ့အတူပြန်လာခဲ့ပါမယ်ရှင်။